မြတ်စွာဘုရားဟောလိုက်။ဟာလေဒါတံအယတာပြီးနတုံမာကပြင်တို့ပိုင်သောဥစ္စာမဟုတ်ဆိုတော့တို့တွေကကိုပိုင်နဲ့အောင်းမိပြီးတော့ကြက်သားလေးချက်လိုက်ဝတ်သားလေးချက်လိုက်ငါပိုင်နဲ့ပစ္စည်းငါပိုင်နဲ့ပစ္စည်းတို့ဆိုပြီးတော့စိတ်မှာမှတ်တော့မစားကြဘူးလား။ကြိုတင်ပြီးတော့လည်းမတ်မှဘလို့လောက်စားမယ်အချိုးအချင်းအဖန်ဆက်ဘလို့ဆက်ဆက်ပြီးစားမယ်ဆိုပြီးတော့ ိုပိုင်တဲ့ဥစ္စာလို့သဘောထားပြီးတော့ရတ္တအယတမဘုရေကျန်စီပြီးမနေကြဘူးလားဘုရားဆောပါရဒီလိုပို့ဖို့ခေါ်လိုက်တာဘေကဝေယဟန်တို့ရတ္တအယတာသည်နတုံမာကတင်တို့ပိုင်တော့ဥစ္စာမဟုတ်တန်ဖို့တင်တို့ပိုင်တော့ဥစ္စာမဟုတ်တင်တို့ပိုင်တော့အယတာကိုတင်တို့ပိုင်တော့ဥစ္စာမဟုတ်တော့ဖို့အယတာကို ဘဇဟထပြေဆုံးပြကုန်တော့ဘုရားရာတာနဲ့ပတ်သက်လို့ပြန်ခံရတာစွန့်နိုင်ရတာဒီအရာဆိုရင်ဒီအရာတာကြီးဘာလဲဆိုတော့တန်ဖိုးတင်တို့မပိုင်တော့ဥစ္စာကိုတဟိနံပယ်စွန့်တည်ရှိတော်မောတင်တို့အာဣတာယအကျိုးစီးပွားဖြစ်ခြင်းမှာတော့ဒုက္ခာယချမ်းသာစီးပွားဖြစ်ခြင်းမှာတော့ဘဝိတ္တိစင်စစ်မတွေ့ဖြစ်ရပြီလေကြီး ။အပါလဲဆိုတော့ကိုယဟန်နေကိုမြတ်စွာဘုရားအဓိကထား။ယန်နေဆိုတာကအိစင်တကာတဲ့ဒီဆုံးခံတော့ကိုတို့တဲ့ဟာလေးပါတယ်လို့ကိုနှုတ်ရတဲ့ဟာလေးမပါနိုင်ဘူးလား။ပါနိုင်တယ်။နှစ်သက်တဲ့ရတာပါတယ်လို့နှစ်သက်တဲ့ရတာမပါပါဘူးလား။ပါတာမှာအဲ့ဒီပါလာလို့ရှိရင်ဒီပိုင်နဲ့ဆိုတဲ့ရတာကိုကိုတကယ်မပိုင်ဘူးလို့ဘာတော့မလဲ။ကိုကိုစံမဟုတ်ဘူးလို့ယန်ကမှတ်ယူရမယ်လို့ညစာကဆုံးပါ။ ဲ့တော့တပိတ်ထဲမှာကြာရောက်လာတဲ့ဆုံးဖြစ်စီကပို့စာပို့ရလားပို့ဘူးတော့ဒကာဒမကတတားစိတ်နဲ့ယူလိုက်တဲ့ပစ္စည်းကိုတို့ဆရာတော်တပတ်ဆုံးပါတယ်ဒါမှမပါဆုံးဖြစ်စီစေပစ္စည်းကြောင်းပစ္စည်းကိုဒကာဒမတွေကလည်းအခါတော့ဝင်းနေကလည်းအသင်ချစ်ချုပ်ကုတ်ကပ်တော့တလိပ်ကြီးတွေးပြီးတော့ထုတ်လိုက်တဲ့တလိပ်ကြီးတွေးရင်တလိပ်ကြီးတွေးတယ်ကိုတို့ကလက်ပေါ်ကတော့တင်ထားရတာအဲ့ဒါကိုငါတို့ကယူ